မင်္ဂလာပါရှင်ရေငေါ်ခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ဂျောင်းဝင်ညိနှိုင်းမှုနဲ့မိုးကုံနဲ့မိုးမမြို့တွေကနေ TNL တက်တွေဆောက်ခွာရင်သဘောတူညီပြီးစစ်တမ်းနဲ့အပြစ်ကရဲစဲသဘောတူညီနမရေတို့ TNL ကတိုင်ပိုက်တိုင်းမိုးကိန်းနဲ့မိုးမမြို့တွေကဆောက်ခွာရင်သဘောတူညီလိုက်ပြီးစစ်တမ်းနဲ့အပြစ်ကရဲစဲသဘောတူညီနမရေတို့လိုက်ကြောင်း TNL ကသတင်းထုတ်ပြန်နေ။ပလောင်ပြင်းနယ်လုံမြိုင်တောင်ပြက်ဆန်နဲ့ TNL ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်ပွဲနဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်ဖွဲ့တော်ကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာဒင်းရှီကျွန်းရဲ့ဂျာဝင်ညီနိုင်မှုနဲ့ကိုယ်စင်မြောက်တွစ်ဆုံစနစ်ပွဲကိုတရုတ်နိုင်ငံကူမင်းမြို့မှာ2025ခုနှစ်အောက်တိုဘာ29ရက်နေ့နဲ့28ရက်နေ့တို့မှာပြုလုပ်ခဲ့ပါတယ်။တရုတ်နိုင်ငံထုတ်ကိုယ်စားလှယ်ကြည့်ဂျာဝင်စည်းစမ်းညီနိုင်မှုကြောင့်နှစ်ဖက်ပြန်လည်ဆွေးနွေးညီနိုင်မှုတွေပြုလုပ်နိုင်ခဲ့ပြီးသဘောတူထားတဲ့တမတ်ကာလအတွင်းမိုးကုန်းနဲ့မမိတ်မြွနယ်တွေကတည်အနန်လေးတက်တွေပြန်လည်ဆုတ်ခွာမှုဖြစ်ကြောင်းသိရတယ်။တီအန်အယ်ရဲ့တရင်ဒေတာကိုလည်းမြန်မာစစ်တပ်ကလင်းနဲ့ပုံကျဲခြင်းနဲ့ထိုးစစ်ဆေးတိုက်ခိုက်ခြင်းနဲ့မပြုတ်ပဲ2025ခုနှစ်အောက်တိုဘာ29ရက်နေ့ ဆန္ဒနာရီတုံညမိနစ်ချိန်ကစတင်ပြီးနှစ်ဖက်ရောက်ရနေရမှာတက်တွေရတန်ကပြန်လည်ပြစ်ခတ်ရဆဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း TNL ကသတင်းထုတ်ပြန်နေ။ထို့ပြင် TNL ကမိုးကုန်းနဲ့မုံမိတ်မျိုးအလုံးကိုထပ်မံဆွလွန်ပြီးဖြစ်တာမိုင်းလုံးမိုင်းကောနမ်ဆန်မန်တုံကိုခိုင်နမ်ခန်နဲ့နန်တူမျိုးတွေကိုသာ TNL လက်ထဲမှာကျန်ရှိရမည်ဖြစ်ပါတယ်။ ဆက်လက်ပြီးတဝက်နဲ့ရေဖြူမြွနယ်ရှိစစ်တပ်လက်ကင်းနဲ့တက်ဆွဲတိုင်းညာကိုတိုက်ခိုက်မှုစစ်သား၃သေဆုံး။တနင်္သာရီတိုင်းတဝက်မြွနယ်နဲ့ရေဖြူမြွနယ်ရှိဂျပတ်စစ်တပ်လက်ကင်းနဲ့တက်ဆွဲတိုင်းညာကိုတိုက်ခိုက်ရာစစ်သား၃သေဆုံးခဲ့ကြောင်းဒရက်ကစစ်သားတော်ရှိသူကပြောတယ်။အော်တိုဝါ20ရက်နေမှာတဝဲမြို့နီးလှဲ့ကင်းလမ်းကင်းလှဲ့ရန်ထွက်လာစစ်တဲ့စစ်ကြောင်းတော်လိုက်တပွဲခါကြောင်းပြတိုက်ခိုက်ရာတိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပါတယ်။ ထိုတိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်က၃ဦးသေဆုံးပြီး၉ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းရှင်တိုက်ခိုက်မှုကိုဒဝဲမြို့သားလူများ၏တပ်တော်ဒရက်ကစစ်ကြောင်းဒေါနာတက်ခွဲခုနှင့်အေဒီမူပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ပြီးတော်လိုက်တပ်ဖွဲ့နှင့်ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။အလားတူအောက်တိုဘာလ20ရက်နေ့ရေဖြူမြို့နယ်ညင်တွေးကျေးရွာတွင်ယာယီတက်ဆွဲထားတဲ့ဂျပန်စစ်တပ်စစ်ကြောင်း အော်တိုဘာလာ20နှစ်နေမှာတဝဲမြို့နီလန်ကင်လန်ဒေါ်လာ70စကြောင်းဒေါ်လိုက်တဖွဲ့တွေကကြောက်ပြတိုက်ခိုက်ခဲ့တယ်။အလားတူအော်တိုဘာလာ20နှစ်မှာရေပြူမြို့နယ်ညင်တင်းကျောင်းတွင်ယာယီတွတ်ဆွဲထားတဲ့ဂျပန်စစ်တပ်စကြောင်းဒေါ်လိုက်တဖွဲ့တွေကဒရုန်းနဲ့နှစ်ကြိမ်ပေါ်ကျတိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုတွင်စစ်တပ်ကဒေကိုင်မှုရှိတော့လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။ အဆိုပါတိုက်ခိုက်မှုကိုတဝဲမျိုးသားလုံးများ၏တပ်တော်တွေတရက်ကစစ်ကြောင်းတို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။တနိုင်ကလုံးအတိုင်းတာနဲ့စည်ရေးချိန်ဟုံတို့မြင့်ဆောင်ရနေတဲ့အတွက်ပြည်သူများအနေဖြင့်စည်ရေးထိုးတရေပြိုသွားလာနေထိုင်ကြရတဲ့တနင်္သာရီတွင်အကြံဖက်စစ်တပ်ကချိန်မီ၄ကြောင်းသုံးပြိုတိုက်ခိုက်မှုရှိနိုင်တာကြောင့်ပြည်သူများအနေနဲ့၄ကြောင်းအကာအကွယ်နဲ့ပတ်သက်တဲ့တရင်ချက်လက်တွေကိုလိုက်နာကြေကြံကြတဲ့တရက်ကစစ်ကြောင်းတောင်းရှိသူကပြောတယ်။ တော်လိုင်းနဲ့စီရွှေမြင့်လာတဲ့အများပြည်သူ့ဘက်အမှန်တရားပဲရက်တီလွဲစစ်သားရဲ့တပ်ပေါ်နေပြည်သူရင်ခွင်ကိုလုံပြီးအမြန်ဆုံးပူပေါင်းပေးကြတဲ့ဒရက်ကစစ်ကြောင်းဖိတ်ခေါ်ထားပါတယ်။ဆက်လက်ပြီးစားတောင်မျိုးကုကြီးကုံရွာကိုမီရှုဖြက်စီခဲ့တဲ့စစ်တပ်စစ်ကြောင်းကြောင်းပြတိုက်ခိုက်မှုစစ်သားနဲ့အုပ်သိမ်းဆောင်ပြီးတနက်နယ်နဲ့ခဲအများသိမ်းစီရရှင် စကိုင်းတိုင်းစကိုင်းမြို့နယ်စားတော်မြို့ကိုကြီးကောင်းမီရှုပ်ပြစေခဲ့ကြောဖက်စစ်တပ်ဆက်ကြောင်းအကြောပြတိုက်ခိုက်ရမှာစစ်သားနှုတ်သိမ်းဆုံးပြီးတနက်နယ်လက်နယ်ကဲအများသိမ်းစရာရှိခဲ့ကြောင်းစားတော်မြို့ချုပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တောင်းရှိသူကပြောတယ်။အောက်တိုဘာ29ရက်နေ့စားတော်မြို့ဘော်ကနေဒေါ်လာနဲ့အင်အား150ပါကြောဖက်စစ်တပ်ဆက်ကြောင်းကကိုကြီးကောင်းရရှိနေနေကိုမီရှုပ်ပြစေပြီးကြံကြရတွေကိုဆက်လက်ဝင်ရောက်စီနေတော်လာကြောင်းဆိုပါစစ်တပ်စစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကတိမ်ချောင်းရွာနေကြောင်းပြတိုက်ခိုက်ခဲ့တယ်။ ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကစစ်သားနှုတ်သိဆုံးပြီး MA1 တနန်းနလန်နဲ့အတူစစ်သားအလောင်းတလောင်းတို့သိရရှိပြီးတော်လန်ရင်ရဲဘော်တွေအထိတ်ခိုက်မှုရှိပြက်လက်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗါးဇာတောင်မျိုးကိုကြီးကောင်ရကိုမိရှုပ်ပြီးစစ်ကြောင်းထိုးလာတဲ့စစ်ခွေတွေကိုတိမ်ချောင်းရွာနေမှာဂျာပြက်ပိဆိုတိုက်ခိုက်ခဲ့တာတိုက်ပွဲတွေမှာစစ်ခွေနှကောင်သေးတယ်ဒီခိုက်ကစုံစမ်းနေတုံးပဲစစ်ခွေထက်သူကတော့မရှိပါဘူးစစ်ခွေရှင်ဖမ်းမိအောင်မျိုးမရှိဘူးစစ်ခွေတွေဘက်ကအဆိုပါတိုက်ခိုက်မှုကိုစားတော်မှုကြောင့်ပြည်သူကကွယ်တပ်ဖွဲ့နဲ့နေမြေတွင်တော်လိုက်တပ်ဖွဲ့ပူးပေါင်းလုံဆောင်ခဲ့ပါတယ် ဆလတ်ပြောစစ်တပ်ကပုံကျဲတော့စစ်ကြောင်းတွေမလုပ်ဘဲနှစ်ဖက်တပ်တွေရောက်တဲ့နေရာရပ်ထားမယ်ဟုဆိုဒေသခံပြည်သူတွေက TNL ရဲ့လုပ်ငန်းအပေါ်ကိုဝေဖန်ပလောင်ပြည်နယ်လူမျိုးရေးတော် PSL နဲ့ TNL နဲ့စစ်ကောင်စီကိုယ်စားလှယ်တရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးပြီးအပြစ်ခံရစေအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း TNL ကတရင်တော်ပြန်နေ PSL နဲ့ဒုက္ခတာဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်ဘွဲ့နဲ့စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ဘွဲ့တော်တရုတ်နိုင်ငံထူးကိုယ်စားလှယ် Mr. တင်ရှင်ကျွန်းရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့ကိုယ်ချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမ္ပဏီမြို့မှာအော်တိုဝါ29နဲ့28မှာပြုလုပ်ပြီး အပြည့်အစုံသဘောတူကြရလို့ပေါ်ပြရတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အကြောင်းဝင်စည်းစိမ်ညှိနှိုင်းမှုကြောင့်နှစ်ပတ်ပြန်လည်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့က TNL တပ်တွေပြန်ဆုတ်ကောင်းမှဖြစ်သလိုတရင်းဒေသကိုလည်းစစ်တပ်ကလင်းရင်ပုံကျဲရဒုစင်စင်တိုက်ခိုက်တာမဟုတ်ပဲအော်တိုဝါ29ရက်ကစပြီးနှစ်ပတ်ရောက်ရှိတဲ့နေရာတွေမှာတပ်တွေရက်တန်ကအပြန်အလှန်ပြစ်ခတ်ရစေတဲ့သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်။ အခုလိုပြည့်ရစဲလိုက်တာဒေါ်လိုင်းတက်တွေအားလုံးအားနည်းမှုဖြစ်ပေါ်စေတာသေချာလို့လည်းပြောတယ်။ဒါပေမဲ့ TNL အနေနဲ့တစ်ဖက်လက်နဲ့ဆက်လက်ကူညီမှုရှိနေမယ်လို့တောင်းတပြောဆိုတယ်။မိုမိတ်ဒေတာကန်တောက်က TNL ရဲ့လောက်ရပေါ်ဝေဖန်နဲ့မိုမိတ်ကို KAI ကစတိုက်တာနောက်ပိုင်း TNL ဝင်လာပြီးတိမ့်နေ။အခုကြောင့်မြို့လည်းပြတ်တယ်စစ်တပ်လည်းပြောင်းလာမယ်ဆိုတော့ TNL ရဲ့ဒေါ်လိုင်းကောင်းစင်နဲ့မြို့သိမ်းနဲ့လောက်ရကအောက်တန်းကြတယ်။ TNL ထိပ်ပိုင်ခေါင်းဆောင်တော်ဖြစ်တဲ့အတွက်တွေတွင်မူဘုံကျောက်တာဘုံကျောက်ကအောက်တိုဘာ17ရက်မှာစစ်ကြီးထဲမှာမတည်သေးပဲရှင်သန်ကြံနေတဲ့သူတွေနဲ့ အားမွေးပြာတက်ကျပြီးဒေါ်လာနာဆက်လုံးမယ်လို့အသိပေးရသားထားတယ်။ဒါအပြင်အောက်တိုဘာ16ရက်မှာလည်းစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးထုံးတို့ထားမယ်ကျဲသူကျဲဖို့စောသူကျဲခံရတာဝမ်းမြောက်လက်ကုတ်တီးသူတွေအလုံးကိုမှတ်ထားမယ်လို့အလက်စွာရှိစမြဲလို့ရေးသားခဲ့ပါတယ်။စစ်ကောင်စီကဆွေးနွေးပွဲမတိုင်ခင်ကာလအောက်တိုဘာတစ်လလုံး TNL ထိန်းချုပ်မြို့ရဲကိုလေကြောင်းစစ်စင်တွေစတိုက်ပြုလုပ်ခဲ့တာ TNL ရဲ့ထုတ်ပြန်ချက်တွေအရ TNL ထိန်းချုပ်မြို့ရဲမှာစစ်ကောင်စီကအော်တိုဘားတွင်လေကြောင်းတိုက်ခိုက်မှုအကြိမ်၄၀လောက်ပြုလုပ်ခဲ့လို့ကလင်းငယ်တွေများအပြားပါဝင်ပြည်သူ၅၀လောက်သေဆုံးပြီး 60ကျော်တရာရရှိခဲ့ပါတယ်။ TNL ရလွန်ခဲ့တဲ့တုံညာနေ့ကိုစစ်စင်ကာလာမှာထိချုပ်ထားတဲ့မျိုးစံမျိုးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအခု2025မှာစစ်ကောင်စီဒိုးစစ်ကြောင့်နောက်ဆိုကြောင့်မဲ့ဒီပေါ်မျိုးတွေကိုလက်လွတ်ခဲ့ရကအခုလည်းမိုးကွင်းနဲ့မုံမေကိုပြစ်ခတ်ရစေအတွက် TNL စောက်ကောက်ဖို့သဘောတူပေးခဲ့ရလည်းဖြစ်ပါတယ်။ဆလဘီတနင်္သာရီမြို့နယ်လေးမိုင်ရွာဒီကစစ်ကောင်စီတပ်ကိုတော်လိုက်ပူပေါက်တပ်တိုက်ခိုက်တနင်္သာရီမြို့နယ်လေးမိုင်ရွာနီးတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လိုက်ပူပေါက်တပ်တွေက ဝင်ရောက်တိုက်ခိုက်မှာစစ်ကောင်စီရရှိပါဝင်တိုက်ခိုက်သေးဆုံးရှိနိုင်တယ်လို့တော်လိုင်းဘက်တော်သားရဲဘော်တအုပ်ကြဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မြေခိုင်မန်နေကသတင်းထုတ်ပြန်တယ်။အော်တိုဝါ28နှစ်နေ့လပိုင်းက၄မိုင်ရွာနီစစ်ကောင်စီခြေကုပ်ယူထားနေရာကိုမြေခိုင်တိုင်နဲ့တက်ခွဲတိုင်အုံ3ခွဲနဲ့ကန်ဒီယိုရင်ခွဲ9ခွဲတနင်္သာရီမြို့နယ်ဘက်ကဘာမြေဘက်ကဘာဆိုင်တော်လိုင်းပူပေါင်းတပ်တွေဝင်ရောက်ပစ်ခတ်ခဲ့တယ်။အဲဒီတိုက်ပွဲမှာရဲသူဘက်ကရရှိတအုပ်ပါဝင်ထိခိုက်ကြဆုံးရှိနိုင်ကြောင်းသိရတယ်။တနင်္သာရီမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့စီးရဲချင်းတွေရဒေသခံပြည်သူတွေနဲ့ခေးသွားပြည်သူတွေတရင်ရှိစာသွားလာကြောင်းမြစ်တာရက်ကန်နဲ့ တနင်္သာရီတိုင်းစစ်ဌာနကိုကဲမွားမှရှိရနီးပြွာ35ကလည်းအော်တိုဘာ29ရက်ကကြီးညာချက်ထုတ်ပြန်ပြီးတနင်္သာရီမြို့နယ်တွင်စစ်ပြင်းထန်နေရကြောင်းအော်တိုဘာ28ရက်ကစားလို့မြိတ်တနင်္သာရီပုံပြန်လမ်းမကြီးတစ်လျှောက်ကေးသွားလာမှုပြုဖို့တားမြစ်တယ်။အဲဒီလမ်းပိုက်မှာတိုက်ပွဲတွေဖြစ်နေလို့လေနေနဲ့လည်းကျင်းနေတဲ့အတွက်ကြောင့်မိခင်မန်နီတန်ကပြည်သူတွေကေးသွားလာမှုတားမြစ်ထားတဲ့အခြေအနေကိုပြောပြပါရစေ။နောက်ဆက်အောင်ပေးကြတဲ့အတွက်ဒူဝင်ကျေးဇူးတင်ရှိပါရရှင်။